အစာအာဟာရစားတဲ့အခါမှာအတိုင်းအတာပမာဏဆင်ကျင်တုံတရားရှိတာဘောဇနီမတ္တညုတာလို့ခေါ်တယ်။အဲ့တော့မတ္တညုတာဆိုတဲ့နေရာမှာကိုယ့်ဟာနဲ့ကိုယ်ဆင်ကျင်တုံ စားရမယ်ဆိုတာနော်ဣတိပုရဏင်းစဝေဒနာပဋိဟင်္ဂါမိနဝင်းစဝေဒနာနောက်ပါတဲ့တာပဲ။ငါစားလိုက်တာပိုစားလိုက်လို့ရှိရင်ဝေဒနာအသစ်ဖြစ်လိမ့်မယ်။ နော်ပူစားလိုက်လို့ရှိရင် ဝေဒနာအသစ်ဖြစ်မယ်အဲ့တော့ကိုစားတာဟာဝေဒနာအဟောင်းဆိုတဲ့စားလောင်မှုဆိုတာလည်းပြောင်းရမယ်ဝေဒနာ အသစ်ဘိုက်အင်နေတာတို့အစာမကြေတာတွေမဖြစ်ရအောင်စားရမယ်ဆိုအတိုင်းအတာတစ်ခုနဲ့စားပါလို့ပြောတာနော်ဘူဖေးဆိုပိုးရေးကြည့်တာပေါ့နော်အတိုင်းအတာတစ်ခုလေးနဲ့စားတာဟာဒါခိုးခြင်းတရားတစ်ခုပဲသို့တော့ မြန်မာလူမျိုးတွေကဒါကိုကိုချင်းတရားလို့မသိသေးဘူးမသိသေးဘူးထမင်းစားတာအတိုင်းတာလေးတစ်ခုနဲ့စားတတ်တာကိုချင်းတရားနော်ဆရဏတရားထဲမှာပါတယ်ဒါဒါကပမာဏအာကိုဝန်းနဲ့ကိုချိန်ပြီးတော့စားနိုင်ရမယ်အပူတွေသွန်ပြစ်တာတို့ဒါတွေကဒီဒီဘောဇနီမတ်တင်ယူတာမဖြစ်လို့ဖြစ်တာပေါ့နော်ကိုနဲ့တင့်တော်နောက်တစ်ခုကကိုနဲ့တဲ့တဲ့အစာကိုရွေးစားတယ် မတဲတဲ့အစာကိုမစားဘူးဒါဘောစနေမှတည်းဒါကနိဗ္ဗာန်ရောက်ကြောင်းဟုတ်ကဲ့လားဆိုဟုတ်တော့မတဲတာတွေစားဘိုင်းနာဝန်းလျှော်ဘယ်လိုလုပ်ဘယ်လိုလုပ်တရားထုံးနော်နိဗ္ဗာန်သွားဖို့ရအတွက်နှောက်ရက်တွေဖြစ်တာပေါ့အဲ့ဒါကြောင့်မလို့တဲ့တာလဲစားရမယ်အတိုင်းတာလဲစားရမယ်အဲ့ဒါကိုဆိုလိုတာယတရာဇမေဘဝိတတိအနဝိဇတာဇဖာသူဝိဟာရောစားဆိုတာ စာထဲကရွတ်နေတာလက်တွေ့ကျင့်သုံးမှုကအရေးကြီးတယ်ပေါ့